တွေ့ရောင်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတချို့ဟာသူတို့ရဲ့မဲဆွယ်စည်းရုံးတွေမှာလိုက်ပါဖို့အနှေးရင်လူသားနဲ့ဘေးရွက်ရမောင်းတွေကိုအခကြေးငွေပေးပြီးခေါ်ယူနေတယ်လို့ရန်ကုန်မြို့ကန်တွေစီကသိရပါဗျ။ဒါဟာမဲဆွယ်ပွဲတွေလူရင်အားဖြစ်တင်းတာနဲ့လိုက်မဲ့လူအလွန်နှဲပါနေတာကိုဖြည့်ဆည်းဖို့အတွက်ဖြစ်တယ်လို့ဆိုပါဗျ။ 2025ရွေးကောက်ပွဲဟာပြည်သူတွေမလိုလားတဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အပြင် အရင်ရွေးကောက်ပွဲတွေလိုပါတီတွေကိုထောက်ခံအားပေးလို့မဲဆွယ်ပွဲတွေကိုလိုက်တဲ့သူတွေဟာနိုင်ငံရေးအခြေအနေတွေကြောင့်အခုချိန်မှာမရှိသလောက်ဖြစ်နေတာပါ2025နဲ့2020ရွေးကောက်ပွဲတွေ တုန်းကတော့အနေရင်လုံသားစိုက်ကားဆရာတွေဟာမြို့နယ်အလိုက်အခမဲ့လမ်းပေါ်တွေထွက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွက်မဲထွက်ဆွဲပေးခဲ့ကြတာအလွန်ထင်ရှားခဲ့ပါတယ် စိုက်ကားဆီယာနဲ့ဘေးတွဲမောင်းသူတွေကိုအချိန်ပိုင်းအနေနဲ့ကြက်တပေါင်းကနေတပေါင်းခွဲဝန်းကျင်ပေးပြီးမဲဆွယ်ဖို့ခေါ်နေတယ်လို့မျက်မြင်ကြုံတွေ့ခဲ့ရသူအမျိုးသားတူကပြောပါတယ်။စိုက်ကွေးသမားတို့စိုက်ကားသမားတို့ဆိုကြတယ်ဘို့နော်။အမစစ်ရှိုးနေနေရတယ်မပါဘူးဘို့နော်။လူများရှိနေတဲ့ပါဘူးသူတို့တနည်းဘလောက်ဆိုတော့ခေါ်တာဘို့နော်။အဲ့ဒါကိုလျှိတယ်။အဲ့ဒါဘောစိုက်ကားသမားအားလုံးကတော့မဟုတ်သူတို့ရအိမ်မှာအိမ်ပတ်သက်တာဘို့ဘီယူစစ်ဆိုပြီးဝင်လာတယ် 年少嘅我咯，所以呢年就係嚟睇下我可能，即係邊個？蘇州咧，但係你又不單止係烏蠅蝦，你都會有毛蟲，都互相以做嗰種大水嘅連鎖嘅物件嘅。誒，呢年又關住成好多啲烏蠅蝦，咁咧，呢年我都嚟住係冇，咁咧一路又破咗嚟跳，你又唔嚟試嘅。咁你唔嚟，我咪等你嚟下一次嚟試嘅，可以？ အဲဒီလိုတို့တောင်းတပေါင်းဝယ်ဆိုလည်းပူပြရတယ်ရှိပါတော့ဒီလိုမျိုးမဟုတ်ဘူးနော်တို့တော့အကမ်ဘင်းလုပ်တဲ့ခဏပေါ့အနာသိမ်းမီနောက်စစ်ကော်မရှင်ကလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းအဖွဲ့လုံချန်းကိုမြို့နယ်အတော်များများမှာဖွဲ့စည်းခဲ့ပြီးအဲ့ဒီကအဖွဲ့ဝင်တချို့ဟာအခုလိုမဲဆွဲပွဲတွေမှာပါဝင်ပေးနေတယ်လို့သိရပါတယ်။ဒါ့အပြင်အဖွဲ့ဝင်မဟုတ်တဲ့သူတွေဟာလည်းငင်းပယ်ဖို့အခြေအနေမပေးတာကြောင့်မဲဆွဲပွဲကိုလိုက်ပါပေးနေရတာတွေလည်းရှိတယ်လို့သိရပါတယ်။ မဲဆွေတဲ့အချိန်မှာလည်းပါတီတချို့ကတော့အခြေခံစားတောက်ကုန်တွေကိုဈေးလျှော်ရောင်းချပေးရင်မဲဆွေတာကိုလောက်တာလို့မြို့ကန်တချို့စီကသိရပါဗျ။စီရှင်မှာကြောက်ဦးစံတော့ဈေးနှုန်းတက်တဲ့ဒါနဲ့ရောင်းလေပေါ့ကြောက်သုံးလုံးဆိုရင်350ပဲရှိတော့ဝယ်မယ်ဆိုပြီးတော့သွားတာစစ်သားရဲ့လေအဲ့သူ့ဈေးရောင်းနေပတ်ပတ်လည်းအနာမှာအများကြီးပဲရှိတယ်အဲသူတို့တွေကိုစောင့်ပေးနေရဖြစ်မဲ့တင်တယ် ။ဓမ္မတော့ဒီတိုင်းပဲသူတို့တွေကတက်တာချောင်းကြီးနဲ့လာရောက်ပေးနေရလို့ပဲထင်တာ။အဲပြီးတော့မှဈေးလာဝဲသူတွေကိုအဈေးရောက်နေပြီးတော့လက်ကန်းဆောက်ဆောင်လေးဝေးတယ်။မဲထဲကိုပြောတယ်။အဲ့ဒီပုံစံကတော့ဒီတိုင်းကမဲဆွယ်နေရမျိုးမဟုတ်တော့ဘဲနဲ့သူကလူလူတွေကိုပေါ့နော်ကုညီပေးနေပါရဲ့ပေါ့အဲအဲ့လိုအခြေအနေမျိုးနဲ့မဲဆွယ်ပြီးတော့ပြာပေါ့လက်ကန်းဆောက်ဆောင်လေးလည်းယူလာပြီးတော့ခဏလေးကြာတော့လမ်းမမှာအကုန်လုံးလွတ်ပြီးတော့လူတွေကလည်းလွတ်ပြေးကြတယ် အာလမ်းမပေါ်မှာဆိုတာအဲ့လိုစားတယ်အမြင်လို့တော့မကောင်းရန်ကုန်မြို့ပေါ်မှာတော့ပါတီကြီးတချို့မဲဆွယ်စီယုံရေးစတင်နေပြီဖြစ်ပေမဲ့မဲဆွယ်ပွဲမှာလိုက်ပါဝင်းရံသူတွေဟာအနှဲငယ်လောက်သာရှိပြီးလူမိုက်အသွင်ပြောင်းပြူစောတိပြူစောတိအသွင်ပြောင်းပြည်သူစစ်တွေနဲ့လုံချမ်းတွေကသာအများအပြားအသုံးပြုနေရတာဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်ကိုစလေလောင်းတွေဟာလည်းမြေပြင်မှာလူလူနဲ့တိုက်ရိုက်ထိတွေ့တာမျိုးမဟုတ်ပဲ ပါတီဝင်တချို့ကသာကိုယ်စလဲလောင်းမိတ်ဆက်လက်ကမ်းစာဆောင်တွေလိုက်လံဝင်ခါတာစိုင်းဖုတ်စိုက်ထူတာတွေလောက်တာဖြစ်တယ်လို့ရန်ကုန်မြို့ကန်တွေစီကသိရပါဗျ။စစ်ကော်မရှင်လောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကတော့2025ခုနှစ်ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးကျင်းပမှာဖြစ်ပြီးဒီဇင်ဘာလ28ရက်မှာအပိုင်း၁ကိုမြို့နယ်102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။ မြို့နယ်တရားမှာပြုလုပ်ဖို့ကြိုးပမ်းနေတဲ့အပိုင်းနှစ်ကိုတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပဖို့ကြေညာထားပြီးအပိုင်းသုံးကိုလည်းဇန်နဝါရီလအတွင်းလုပ်မယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကပြောထားပါဗျာ။